ပရီးမီးယားလိပွဲစဉ်ခုနှစ်လန်ဒန်ဒါဘီဖြစ်အာဆင်နယ်နဲ့ဝက်ဆိုင်းယူနိုက်တက်အာဆင်နယ်တင်းရဲ့ဒီယာတီပရီးမီးယားလိပွဲစဉ်ယာတီအစ6ပွဲစလုံးမှာရမှတ်9မှတ်ပဲကျပြုတ်ခဲ့လက်ပေါဘူးကိုရှုံးနေမန်ချက်စတာစီးတီးနဲ့တေကြတယ်တကယ်ဘစ်မက်ပွဲစဉ်မှာကျပြုတ်ခဲ့တဲ့9မှတ်ဖြစ်တာဖြစ်တဲ့အရင်အခြေအနေဆိုတာမဟုတ် ရာသီရထိုက်တဲ့16မှတ်နေရာမှာ6ပွဲကံပြီးတော့73မှတ်စုဆောင်းထားနိုင်ခဲ့တယ်။ဒီရာသီပရီးမီယာလိမှာအဆင့်နှစ်နဲ့ရပ်တည်နေ။အခုပွဲစဉ်9နှစ်ရင်ဆိုင်တွေ့ရမှာကဝက်ဆန်ယူနိုက်တက်ဒီနေရာမှာလမ်းကြုံလို့ပြောချင်တာကအာဆင်နယ်တင်းရဲ့ဒီရာသီရာသီအဖွင့်6ပွဲမှာယူနိုက်တက်3သင်းနဲ့တွေ့ခဲ့တယ်။မန်ချက်စတာယူနိုက်တက်ကိုအဝေးကွင်းမှာ0-1နဲ့နိုင်တယ်။နယူကာဆယ်ယူနိုက်တက်ကိုအဝေးကွင်းမှာ1-2နဲ့နိုင်တယ်။ကိုယ့်အိမ်ကွင်းမှာလီးယူနိုက်တက်ကို0-5နဲ့နိုင်တယ်။ ဲ့တော့အာဆင်နယ်တင်းရဒီယာဒီအဖွင့်6ပွဲမှာ United နဲ့တွေ့တဲ့အသင်းတွေဆိုလို့ရှိရင်တော်တော်လေးရလက်ကောင်းတာတွေ့ရတယ်အခု West Ham United လေးသင်းမြောက် United နဲ့တွေ့မှာပေါ့လေအော်ကိုယ့်ဝင်ကွင်းမှာအခက်ကစားပါတစ်ဖက်ကလည်းနူနူဆန်းတို့ကိုခန့်အပ်ထားတာပူပူနွေးနွေးပဲသူကလည်း Everton အသင်းနဲ့တွေ့တဲ့တပွဲပဲကင်ရသေးတယ်အရှိမ Green Porter ကိုထုတ်ပေးပြီးဒီမီပြားကိုထည့်လိုက်တယ်တကယ့်ကို quality မြင့်နီးပြတူပါအသင်းတစ်သင်းဆိုတာတစ်ဆိုင်အလဲလဲအသင်းတစ်သင်းကိုကောင်းကောင်းလေးစီမံခန့်ခွဲနိုင်တဲ့နီးပြတစ်ယောက် forest ကပုပ်ကိုရေးရတာထုတ်လိုက်တာမှန်ပေမဲ့သူကတော့ဘယ်အသိမဆိုရောက်လို့ရှိရင်ကောင်းကောင်းကင်ွယ်နိုင်မဲ့နီးပြရတဲ့တယောက်အဲ့တော့ neuro center လက်ထက်မှာတော့လောလောဆယ်အများကြီးတော့ခံမလို့မရသေးဘူးဝဆိုင်လိုက်တဲ့အတင်းရဲ့ခြေစွမ်းအောင်ပေါ့လေနောက်ဆုံးသူတို့ကန်သွားခဲ့တဲ့ပွဲစဉ်မှာဆိုရင် Everton နဲ့1-1တေကြခဲ့တာရှိတယ်။အဲ့တော့ဒီပွဲစဉ်အကြောင်းကိုမပြောခင်မှာအရေးပါဆုံးဖြစ်တဲ့ကွင်းလက်တိုင်းကြီးအကြောင်းပြောမှဖြစ်မယ်။ ဒိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိတ်ပြီးဖီးမလာဘူးဆိုရင်လည်းဒီပွဲကိုကင်တွင်မဲ့ကွင်းလက်ဒိုင်းနဲ့ဘွေရာကြောင့်တော့တီထားသင့်တယ်ကွင်းလက်ဒိုင်းလူကြီးဖြစ်ဂျွန်ဘရုတ်ကကင်တွင်မဲ့ဘွေရာဖြစ်မိုက်ကယ်အိုလီဗာဂျွန်ဘရုတ်ဆိုတာကအာဆင်နယ်ပွဲ၅ပွဲကင်တယ်ပဲဘူးတဲ့အဲ့မှာအာဆင်နယ်၂ပွဲပဲနိုင်တယ်၃ပွဲထိရှုံးထားတယ်အဝါကက်၉ကက်ထိအပြခံထားတယ်အနီးကက်တော့မရှိဘူးအဲ့ဂျွန်ဘရုတ်ကင်တွင်တဲ့ပွဲစဉ်မှာအာဆင်နယ်တင်းရုံးကန်ရမှန်ပေမဲ့အနိုင်လားအရှုံးလားပြတ်သားတာကိုတော့တွေ့ရတယ်အဲ့တော့ကြောင့်ယာတီတစ် ရာလတီနဲ့ပတ်သက်ပြီးပြောလိုက်အောင်ဆောရောပြောတဲ့မှာအာဆင်နယ်က၅ဘက်ပဲကြပြောက်ပြီးတော့ရာသိမ်းရထိုက်တဲ့၁၈မှတ်တည်းက၁၃မှတ်နဲ့အဆင့်နှစ်မှာရှိတယ်။ဒါပေမဲ့ဝက်ဆိုင်းယူနိုက်တက်ကတော့တပွဲနိုင်တပွဲတည်ကျန်တဲ့၄ပွဲကိုရှုံးထားပြီးတော့အဆင့်၁၆မှာရှိနေတယ်။သူတို့ နိုင်ထားတာက Northern Forest ကိုနိုင်ထားတယ်၊ Everton ကိုတည်ကြထားတယ်။ ဆန်ဒါလန်ချယ်စီစပါပဲလေးတို့ကိုရှုံးထားတယ်ပေးကူးလည်းတော်တော်လေးမြင်ပါတယ်ပြီးတော့ကာလာဘောင်လိုပွဲစဉ်မြေမှာဆော့စီဝူဘာဟမ်တန်ကိုရှုံးပြီးသူတို့ထွက်ခဲ့ရတယ်အဲ့တော့ဝက်ဆန်ယူနိုက်တက်အသင်းရဲ့အားနည်းချက်ကိုစပြောလိုက်အောင်ပြီးရင်တော့အားသာချက်ပေါ့လေသူတို့သင်းရဲ့အားနည်းချက်ကဘာလဲဆိုတော့လက်ရှိအချိန်မှာသူတို့သင်းရဲ့ကွင်းလက်ခန်းစစ်မှာအားကိုးရတဲ့ဒီယန်ကစားမဖြစ်တဲ့စိုးချက်တယောက်အနီကပ်ထိထားတာတိုက်ရိုက်၃ပွဲပယ်ပယ်ဆိုလို့ရှိရင်ဒီပွဲစဉ်လည်းပါလိမ့်မယ် ထိတဲ့ပွဲကတော့ဟိုးရှေ့မှာတော်တော်လေးတော့ကြာပြီပေါ့လေအဲ့တော့ဆိုးချက်မပါဘူးဆိုရင်သူတို့တော်တော်လေးကွင်းလေပိုင်းအားနေသွားမယ်နောက်ခုကသူတို့အသင်းရဲ့အားကိုရတဲ့ဖူးဘက်ကစားမဖြစ်တဲ့ဘစ်ဆာကာအင်ဂျူရီရနေခန်းစစ်ကလည်းပေးကို14ကိုအထိ6ပွဲမှာပေးထားပြီးတော့ကလင်းရှစ်ကလည်းအဲ့ဒီမှာတပွဲပဲရထားတယ်။ off the ball movement ဒီမှာဆိုလို့ရှိရင်တော့သူတို့က low block တော်တော်လေးအားပြုကစားရတွေ့ရတယ်။အဲ့ဒါသူတို့အသင်းရဲ့အားနေချက်တွေ ခန်းစစ်ကပေးကိုတအားပြရတဲ့အားထားတဲ့ကစားသမားတွေဒဏ်ရတဲ့အနီးကကြောင့်ပွဲပယ်တယ်ခန်းစစ်ကနေပေးကိုတကုံပေးထားတယ်ပြီးတော့ off the ball movement ဖြစ်ပြီဆိုတာနဲ့ off the ball movement ဆိုတာမြန်မာလူဘာသာပြန်ရရင်ကိုယ့်ခြေထဲမှာဘောလုံးမရှိတော့ဘူးပြန်မဲ့ချောက်တဲ့ဘောလုံးရောက်သွားပြီဆိုရင်အကုန်လုံးကခန်းစစ်ကိုပြန်ဆင်းတာအဲ့ဒီမှာကျွန်တော်ဘောလုံးစကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီကွင်းလေစာပေးဘောနဲ့ penalty spot ကြားထဲမှာ half space လေးဆိုတာရှိအဲ့ညာထိမဟုတ်တော့သူတို့ကဒီ free kick ကနေ zone နားလောက်ထိအကုန်လုံးဆင်းပြီးတော့ခန်းစစ်ဆော့တာအဲ့ဒါကအသင်းကြီးပွဲစဉ်နဲ့မဟုတ်ဘူးနူနိုဆန်တိုကင်တွယ်ခဲ့တဲ့ အေဗာဒန်တင်းတဲ့ပွဲစဉ်ကနေစပြီးတုန်းတွေ့ရတာအဲ့တော့သူတို့6တမဘောလုံးရှိရင်သူတို့ကအသေးအတန်အကုန်တက်အကုန်ဆင်းပုံစံမျိုးနဲ့ခန်းဆင်းဆော့တာတွေ့ရတယ်။ဒါကတခါကြီးကျရင်အာဆင်နယ်အသင်းအနေနဲ့ရုန်းကန်တဲ့အပိုင်းလေးရှိရဖြစ်ပေမဲ့ဒီရသီမှာအာဆင်နယ်နည်းကလိုဘလော့မစ်ဘလော့တွေကိုဖြေလို့ရတဲ့ကစားဝတ်တစ်ခုကိုကြည့်နေပြီလို့တော့သုံးသက်လို့ရတယ်။ဒါပေမဲ့တစ်ဖက်သင်းတအားပိတ်ဆိုရင်တော့အဲ့ speed တွေကိုချဲနိုင်တဲ့မာတီအိုဒီဂတ်တို့အဇီရိုတို့ကစားမမျိုးတွေတော့လိုအပ်တယ်။အဲ့လိုပေါ့ဗောလေ။အဲ့ဒါကတော့ဝက်ဆိုက်နဲ့တက်ကအားနေချက်တွေကဲအားတာချက် ဝက်ဆိုင်းနဲ့တကယ်အားသာချက်ကတော့သူတို့အသင်းရဲ့ရလဒ်တွေစူးဝါနေတဲ့ Graham Potter ကိုဖြုတ်ပြီးတော့နူနူဆန်တိုကိုခန့်လိုက်တာ Graham Potter လည်းတစ်ချိန်တော့ဘာဆူလားပါပဲဒါပေမဲ့လက်ရှိအချိန်မှာတော့ဟိုပြောမယ်ဆိုရင်ဝက်ဆိုင်းနိုင်တက်သွားကျင်တဲ့လမ်းစဉ်နဲ့သူကင်တွယ်တဲ့လုံးဝအဆင်မပြေတော့ရလဒ်တွေလည်းစူးဝါတာဖြစ်တဲ့အတွက်ဖြုတ်လိုက်တယ်အဲ့မှာ Northern Forest ကနေပြီးတော့ပုတ်ကိုရေးအရာဖြုတ်ခံလိုက်ရတဲ့ နူလိုစန်းတုကိုခန့်လိုက်တယ်။နူလိုစန်းတုကတိတ်ကို quality ရှိတဲ့နီးပြတူပါ။လက်ရှိဒီမှာတော့သူဘာကြီးလုတ်ပြမလဲဆိုတာပြောဖို့တော့စောသေးတယ်။ရှေ့က Everton တပွဲမှာပဲကင်တွေရတယ်။ဒါပေမဲ့တေတမက်ရောက်ယူနိုင်ခဲ့တယ်။လက်ရှိကျွန်တော်ကြည့်ရတော့တော့ West Ham United အသင်းကအရင်တော့သူတို့ရဲ့ traditional ကစားရည်အရဆိုလဲတောင်မန်နီက quick transition တွေတော်တော်လေးမြန်တယ်။အထူးသဖြင့်ဘောဝင်တို့ရဲ့အားသာချက်တွေနဲ့ပဲတောင်မန်နီကိုသွားတာမြင်ရတယ်။ပြီးတော့ကိုယ့်လက်မှာခက်ချင်းချင်းစော့နိုင်တယ်။ဘောလုံးခိုးတယ်လဲကောင်းတဲ့ပါကွေးတော့လို့ကစားမမျိုးတွေရှိတယ်။ ဒါသူတို့သည်ရဲ့အာသာချက်တွေပေါ့လေပြီးရင်အသင်းကြီးနဲ့ပွဲစဉ်မှာအဲ့ပါကွတာတို့ဘဝင်တို့ဆမ်မာဘီလီတို့ဆိုတာအားကိုခြေစွမ်းပြတာနောက် free kick တွေကတော့ကောင်းတဲ့ wide route ရှိတယ်အသိရတခုရောက်လာရင်မှိုင်မဲ့ free kick တွေနဲ့ပတ်သက်ရင်တော်တော်ကြီးကိုမှကောင်းတဲ့ player အဲ့တော့ arsenal သည်အနေနဲ့ area ထိတ်တွေမှာ free kick တွေမပေးဖို့လိုအပ်တယ်အရန်ကိုကြောက်စရာကောင်းတဲ့ free kick တွေကတွေသူတို့ဘက်မှာပါလာတဲ့အတွက်နောက်တစ်ချက်ကကြတော့ ရိုးရိုးတနန်းဇရလက်လက်ကအတင်းနေဆိုပြဿနာသိမ့်မရှိဘူးဒါပေမဲ့ရလက်တွေဆိုပြီးတန်းစင်စုံနဲ့ရောက်နေပြီဆိုအဲ့အတင်းကြီးရဲ့ mindset မှာကငါတို့ဒီစုံကနေရောက်ရုံထွက်မယ်ဆိုတဲ့အပိုင်းနီးပြ instruction ပေးရင်ဖြစ်ဖြစ်ကစားသမားတွေကိုယ်တွေကရုံထွက်ခြင်းဖြစ်ဖြစ်အဲ့ဒါတော်တော်လေးအရေးပါတယ်ပုံမှန်ကျွန်တော်တို့အလဲလက်အတင်းနဲ့ကန်တဲ့ခါမှာပြဿနာသိမ့်မရှိဘူးသူတို့ကလည်းဥရောပဝင်ရခြင်းသူတို့တန်းမစင်းခြင်းသူတို့အဲ့ပိုင်းပဲရှိရဒါပေမဲ့အဆင့်16 19 20ကအတင်းတွေဒီများသောအဖြစ်ညစ်ပီးကန်လေးရှိရအဲ့ပိုင်းမှာတော့ကျွန်တော်တို့သတိထားရတယ်ဘာကြောင့်လဲဆိုတော့တန်းစင်စုံရုံသွား ဒီပြောက်ကိုလည်းလည်းမင်းတို့ဒီအသင်းကိုနိုင်အောင်ကန်ဒါမှမဟုတ်ငါတို့ဒီအဆင့်ကနေရုံထွက်နိုင်မယ်ဆိုတဲ့ instruction မျိုးပေးလို့ရှိရင်ပို့ပြီးတော့ကန်ခတ်တယ်ဘောလူပွဲပွဲလို့သူတို့ကတခါကြရင်အဲ့လိုထိုးဖောက်ပြီးကန်လာတယ်အဲ့ဒီခုတော့တတိထားမယ်အာဆင်နဲ့အထာမလေးဖို့တော့လိုအပ်တယ်ပြီးတော့တကံဘောရီနဲ့ပတ်သက်လို့ရှိရင်မတင်ပြီးတဲ့အပိုင်းဖြစ် free kick ပဲဖြစ်ဖြစ်ကောင်းတဲ့ wrap route ပါလာတာဖြစ်တဲ့အတွက်တတ်နိုင်တဲ့များကျွန်တော်တို့အဲ့ penalty box area ပတ်ချလဲမှာ ပေးဖို့တွေမပေးဖို့အတွက်တက်ကံမိုးတွေခွင့်မပြုဖို့တော့လိုအပ်တယ်အဲ့တော့လက်ရှိအနေထားရဆိုရင်နူနိုဆန်တိုဘယ်လောက်ထိလုံပြမလဲဆိုတော့တော့တစ်ချက်သတိထားမယ်နူနိုဆန်တိုကပရီးမီးယားလိမှာဆိုတကယ်ကိုစာဖာကြီးဖြစ်နေပြီအသင်းတော်တော်များလည်းကင်တွေခဲ့ဘူးတယ်ဒီနေရာမှာအာဆင်နယ်ကပါနျူကာဆယ်ကပါမစီတီကပါဆိုတော့သူကုန်းကုန်းသိတယ်။အဲ့လိုနီးပြတယောက်ဖြစ်တာဖြစ်တဲ့တူတို့မှလည်း game plan တွေပါလာတယ်။ဒါပေမဲ့ Arsenal ကကိုယ့်ကိုယ်မှာအဲ့ခန့်ကစားမှာဖြစ်တယ်။ London Derby ဖြစ်တယ်။အဲ့တော့ Aita ရဲ့ game plan ကရောဘယ်လိုရှိနေလဲကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်။ အာဆင်နယ်သင်းရဲ့နီးပြမီခေးအိုက်တာခုနောက်ပိုင်းလှုပ်လာခဲ့တာကဟိုခံမရခတ်တဲ့၁၁ယောက်မနေ့ကဆိုကျွန်တော်တို့လွယ်တယ်ဗျာသိမလားဘယ်၁၁ယောက်ပွဲထွက်လာမယ်အရန်နေဘယ်သုံးကိုမိနစ်60ကျော်ရင်ထည့်မယ်ခံမရတာအရန်လွယ်တယ်နောက်ဆုံးလွယ်ရင်လည်းတယောက်ပဲဒါပေမဲ့ဒီယာဒီမှာအာဆင်နယ်သင်းရဲ့စကွတ်ကတော်တော်လေးတောင်းနှင်းလာတာဖြစ်တဲ့အတွက်ပွဲထွက်ကစားသမားတော်မှာထော့ဆက်တို့မာတင်နယ်ယူကိုထုတ်သုံးပြီးပြီးတော့မှစာကာတို့ကိုထည့်တယ်အစည်းတို့ကိုထည့်တဲ့ပုံစံမျိုးလှုပ်လာတယ် နောက်ဆုံးအီတန်ဝန်နေလီကိုထည့်လိုက်မယ်မာတင်အိုဒီဂက်ကိုအစည်းကိုအနားပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့လာတယ်ဒါကြောင့်မို့အာဆင်နယ်သည်နီပြမီခီအာရီတာကပြိုင်ဘက်အသင်းရဲ့ခြေစွမ်းကိုစမ်းသပ်ဖို့အတွက်အရန်ကစားမ3လေးဦးပါတဲ့ first line နဲ့ကိုအရန်ပွဲထုတ်လိုက်တယ်အဲ့ဒီအရန်ကစားသမားကြီးနဲ့တစ်ဖက်အသင်းကိုမောင်းပြီးသွားတော့မှဒုတိယပိုင်းကျတော့မှပို့ပြီးတင်ကစားဖို့လိုအပ်တဲ့နေရာတွေကိုထောက်ပြပြီးတော့အသင်းရဲ့အဓိကကစားမ main line နဲ့ကစားမ3လေးဦးကိုထည့်သွင်းတာတွေ့ရတယ်ဒါဒီရဒီမှာအာရီတာလောက်လာတဲ့ပုံစံမျိုးပြောမယ်ဆိုရင်ကျွန်တော်တို့ နိုက်ထရိုဂျင်တက်ပြီးတော့ထပ်ပြီးထပ်ဖြုတ်လိုက်တဲ့ပုံစံမျိုးပေါ့လေပိုကောင်းတဲ့ကစားမတွေပိုပြီးရောဂါကောင်းတဲ့ကစားမတွေကိုစတာမီနာအပြည့်နဲ့တစ်ဖက်သင်းမောတဲ့ချိန်မှာထပ်ပြီးတော့ထည့်လိုက်တဲ့ပုံစံမျိုးအဲ့ဒါကိုကျွန်တော်တော်တော်လေးသဘောကျတယ်အဲတချို့တွေကကြတော့ကောင်းပေညုံပေဆိုတဲ့အကောင်းဆုံးစက်တယောက်ကိုပွဲထုတ်စေခြင်းနဲ့ဒါပေမဲ့တစ်ခါလေရလို့ရှိရင်လည်းနီးပြားတွေကတစ်ဖက်သင်းရဲ့ခြေစွမ်းအမှန်ကိုစမ်းသပ်ဖို့ရဲ့တစ်ဖက်သင်းကိုမောင်းနှင်မှုမောပန်းသွားအောင်စတာမီနာကောင်းအောင်လုပ်ဖို့ရဲ့အတွက်က plan A gain ရဲ့ plan B gain ကိုသူတို့ပြင်ဆင်နေကျွန်တော်ဒီပုံစံပိုကြိုက်တယ် အကယ်၍များကျွန်တော်တို့အနေနဲ့ပွဲထွက်ဆက်တယောက်ကိုသုံးတာတည်းဆိုင်ရင်နည်းနည်းလေးညံ့တဲ့ကစားမတူးနှုတ်လောက်ထည့်သုံးပြီးဒုတိယပိုင်းကျရင်ဆော့ဆော့လေးအဲ့ညံ့မှာထပ်ဖြစ်ပြီးလူစားလေးပြီးတစ်ဖက်သင်းကိုပို့ပြီးမောင်းနေပြီးတော့ဂိုးတွေသွင်းအောင်ပို့ကြိုက်တယ်လူတိုင်းကတော့ အကောင်းဆုံး line နဲ့ပထမပိုင်းမှာနေကိုပြည့်ရက်လက်တခုလိုချင်တာပဲဒါပေမဲ့ကျောင်းထင်တဲ့တော့မယိုးရှင်းဘူးလေ premier league ဆိုတာကလည်းဥရောပမှာထွက်ပြီးကန်ရတဲ့ပွဲထဆိုင်ပိုတော့ခက်ခဲနေတယ်လို့ပဲဒီအသင်းကြောင့်ဒီအသင်းကြောင့်အမြဲတမ်းသိနေတာပြီးတော့လည်းလက်ရှိဘောလုံးဈေးကွက်အနေထားရဆိုရင်ကစားသမားကောင်းတွေကဝယ်ရတာအရင်လောက်တိတ်မခတ်တော့အသင်းတိုင်းကတန်း30 40ကို share သုံးနိုင်တဲ့အခါမှာကစားသမား quality ကောင်းကောင်းတွေကိုအဲ့ဈေးတန်းလောက်နဲ့အလုံးဒီဘက်ကဝင်နိုင်လာကြတယ်ဒီမှာတင်းဝော့မိတဲ့အသင်းတသင်းဆိုရင်အလဲလဲအသင်းတို့တော့မထင်အောင်ကြင်ရတာတော်တော်လေးခက်တဲ့ဖြတ်မြင်းမှာဖြစ်သွားအောင်အဲကြောင့်အာဆီနယ်အသင်းနေနဲ့ ဝက်ဆိုင်းယူနိုက်တက်ရဲ့အားသာချက်အားနည်းချက်တွေကိုကြည့်ပြီးတော့ကောင်းကောင်းဖြုတ်နိုင်မယ်လို့ထင်တယ်။အခုအာဆင်နယ်တင်းရဲ့ဒဏ်ရာကစားမ၄ဦးပဲရှိပယ်ရိုဟင်ဂါပဲ။အဲဒီတယောက်ရှိမယ်။နောက်တက်ကတော့နိုနီမန်ဒူဂီ၊ခိုင်ယန်ဘက်၊ဂါဘီဂျီဆူအဲ့ကစားမတွေရှိမယ်။ဟင်ဂါပဲကတော့ဘယ်တော့ပြန်လာမှလည်းမသိဘူး။ International Break ပြီးလောက်ရင်တော့ပြန်လာနိုင်လောက်တယ်။ကျန်တဲ့ကစားမတွေကတော့နိုဝင်ဘာအကျော်၊ဒီဇင်ဘာလလောက်မှပြန်လာနိုင်မယ့်ကစားမတွေပေါ့လေ။ဒီ၄ဦးပြင်ပကစားမတွေအားလုံးကတော့ strong ဖြစ်တယ်။အဲ့တော့ဒီပွဲစဉ်မှာအသင်းရဲ့အကောင်းဆုံး line up ကိုပဲ idea သုံးသွားမယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒါပြီး International Break တောင်းလျှောက်ကိုမှနှစ်ပတ်လောက်နိုင်ရမယ်ဒီထားပေါ့လေအဲ့တော့အာဆီနယ်တီးနေနဲ့အကောင်းဆုံး line up ကိုတုံးပြီးတော့လန်ဒန်နိုင်ငံအောင်ပွဲခံနိုင်မလားစောင့်ကြည့်သွားမှာပါကိုရီးယားနဲ့ပတ်သက်ပြီးအများနဲ့ဒုက္ခပေးလေရှိတဲ့ဘိုးဝင်တို့ကိုတော့တေချာလေးထိတ်ချုပ်ဖို့တော့လိုပါလိမ့်မယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ် ဘောလုံးမွေးနဲ့ပတ်သက်ပြီးစီးပွားဖြစ်ဖြစ်ပြောရင်ပြကစားရစုံဘိုင်ဘာဖုတ်လို့တညာကို646 646တင်နံပါတ်399ခွန်9903ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွန်းဒီမှာပဲဆော့ခြင်းနဲ့အကောင့်ဝင်ပြီးတော့မေးမြန်းခြင်းဆိုရင်တော့ဆော့ဆော့တော့ဖုန်းနံပါတ်တစီကျွန်တော်စီကိုလာခဲ့ဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကိုယ်တိုင်အေဂျင့်လုပ်ပြီးတော့လက်ခံနေပါတယ်အာဆင်နယ်က West Ham United ကို2-0ဆိုတဲ့ရလဒ်နဲ့နိုင်သွားမယ်လို့ကျွန်တော်ကတော့ခံမှန်းမိနေပါတယ်ကလစ်ရှစ်တပွဲရိုင်ယာတက်ဖြစ်ပါစီဆိုပြီးတော့လည်းဆန္ဒပြုနေပါတယ်